ီကနေ့27ရက်နေ့မှာငလင်ကြီးလာမယ်ဆိုပြီးတော့ကျူတင်ခမန်းချက်တွေကလွဲသွားပြီးတကလာအခုပြေးချမ်းပြည်နေမှာအင်အားသုံးအထက်ရှိတဲ့ငလင်တွေစက်တိုက်၅ကြိမ်စက်တိုက်ကိုတောက်လျှောက်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေကဒါတွေးယူအတန်ယိုဟိုရလားဆိုပြီးတော့ပြောဆိုနေကြတာပြီးဖြစ်ပါတယ်။ညင်ငလင်တရေများစင်တာကလေးပြည်သူတွေကိုအထူးသတိထားကြဖို့ကိုအခုပဲသတိပေးလာပါတယ်။ရှမ်းပြည်နယ်မြို့တွေမှာစက်တိုက်ဆိုသလို၅ကြိမ်တိတိလာခဲ့တာဖြစ်တဲ့အတွက် တကယ်ကိုပဲပြည်သူတွေကချိန်လန့်ခဲ့ကြရပါရယ်။တနာယီခွဲကနေစလို့တောက်လျှောက်၃နာရီမထိုးခင်ထိဆက်တိုက်ကို၅ချိန်တိုင်တိုင်။ရှမ်ပီနေတကြောတလျှောက်လုံးမှာငလင်တွေကလှုပ်ရှားခဲ့တာပါ။အားလုံးကလည်းသုံးနှစ်သမအထက်ပြည်ကြီးပဲ။ဒီကနေ့မှငလင်ကြီးလာမယ်ဆိုပြီးတော့တစ်တော်ပေါ်မှာငလင်ကြီးကိုကြိုသင်ခံမှန်းခဲ့တဲ့ဂျွန်ပါမစ်ရီစရိတ်သူကတော့ဒီကနေ့မှာ သူမှန်းထားတဲ့အတိုင်းဟလင်ကြီးကမလာခဲ့ပါဘူးသူမှန်းထားတာကဒီကနေ့12နာရီ22မိနစ်မှာဟလင်ကြီးလှုပ်ခတ်လိမ့်မယ်လို့ဆိုရယ်အင်အားခဏကနေရှေ့9လောက်ထိကိုလာနိုင်မယ်ဆိုပြီးတော့ပြည်သူတွေကိုချင်းချောက်ကြရတာလေးဖြစ်ပါတယ်အဲ့ဒီလူရဲ့ဓာတ်ပုံကိုလည်းကျွန်တော်ဒီဗီဒီယိုထဲမှာဖော်ပြထားပါတယ်ဆိုတော့အဲ့ဒီလူကတော့နိုင်ရီပိုင်းပဲလွဲတာပါတယ်ဒီနေ့တေချာဘောက်ကိုလာမယ်ဆိုပြီးတော့ပြည်သူတွေကိုထပ်မံချင်းချောက်ပြန်ပါတယ်စစ်ကောင်စီကတော့အဲ့ဒီကောင်ကိုဖမ်းဖို့အတွက်လုံဆောင်နေပြီဖြစ်ကြောင်းလေးသိရပါတယ် ပြည်သူတွေအခုလိုမျိုး23ရက်နေ့မှာငလင်ကြီးလာမယ်တကယ်မလာတဲ့ခါကျတော့ပြည်သူတွေစိတ်ရော့မသွားပါနဲ့။အွန်လိုင်းတွေဟာတောင်းလျှောက်ကိုလာနေကြောင်း DSGS ကပြည်သူတွေကိုအသိပေးထားပါတယ်။နော်။မြန်မာနိုင်ငံမှာနောက်ဆက်တွဲငလင်ပေါ့အခုခဏရကျော်ဒီတစ်နှစ်အတွင်းမှာလာနိုင်ကြောင်းကို USGS ကပြည်သူတွေကိုအရေးပေါ်ပဲတတိပေးထားတာပဲဖြစ်ပါတယ်။တင်းအားခနဲ့အထက်ရှိတဲ့ငလင်ကြီးလောက်ခတ်နိုင်ကြီးကခနဲ့ရခိုင်နှုန်းရှိတယ်။တင်းအား6တက်ရှိတဲ့ငလင်လောက်ခတ်နိုင်ကြီးက46ရခိုင်နှုန်းရှိတယ်။ တင်းအား9ထက်ရှိတဲ့ငလင်လုတ်ခတ်နိုင်ခြေက98ရာခိုင်နှုန်းရှိတယ်။တင်းအား၄ထက်ရှိတဲ့ငလင်လုတ်ခတ်နိုင်ခြေက99ရာခိုင်နှုန်းရှိပြီးတင်းအား3ထက်ရှိတဲ့ငလင်တွေလုတ်ခတ်နိုင်ခြေက99ရာခိုင်နှုန်းရှိတယ်ဆိုပြီးတော့ပြည်သူတွေကိုအရေးပေါ်ပဲသတိပေးထားပြီးဖြစ်သွားတယ်။ဒါကြောင့်မလို့ပြည်သူတွေနော်အင်းအား9ရတမအထက်ကတတော်လေးကိုပြင်းပါတယ်နော်အခုငလင်ကြီးနဲ့ထိခိုက်ထားတဲ့အိမ်တွေဆိုရင်အနေငယ်ထိခိုက်ထားရင်ပဲဖြစ်ဖြစ်ပြိုသွားနိုင်တာဖြစ်ပါတယ် ဒါကြောင့်ပြည်သူတွေလုံးဝပေါ်ဆောက်လို့မရသေးဘူးတနည်းနည်းနည်းလောက်ထိကိုပြည်သူတွေအနေနဲ့မမိတို့အိမ်ကမခံခတ်နိုင်ဘူးဆိုရင်လုံးဝကိုဒါတတိထားရမယ်နေထားပေါ့ဗျာဆိုတော့ဒီကနေ့မှာเนาะဂျိုတင်ခမ်းမန်းထားရိပောက်ကရပေါ့ဗျာဒီအောက်လန်းဆရာလို့လို့ထက်လန်းဆရာလို့လို့ဒီခမ်းမန်းထားရိအတိုင်းဖြစ်မလာဘူးဆိုပြီးတော့အော်စိတ်ကြိုက်နေဖို့ကြွားကျွန်တော်နေနေမနေသင့်ဘူးပေါ့ဗျာဂျိုတင်ပြီးတော့ဒါတတိပေးပါစီဆက်လက်ပြီးတော့မြင်းကလင်းတဲ့ရင်တွေကိုဆက်လက်ဆောင်ကြည့်ပြီးတော့တတိထားရမယ်နေထားမှာရှိနေပါသေးတယ်